ပိုင်းသုံးကိုဆက်လက်ဖတ်ပြပေးတော့ပါမယ်ရှင်။ပုံပန်းဖို့နဲ့ကျော်တို့ဘူဆန်။တိဘောမင်းပါတော်မူ၍သူကြောင့်ဘဝသူလျှောက်တည်ဟုတရားသည်နှင့်တပြိုင်နက်မြမမီအရရရှိမြို့တကြီးမြင်းစင်းမြင်းကောင်းရွာတကြီးစသည်တို့သည်မိမိတို့နယ်သူနယ်သားတို့ကိုဦးစီလျက်နယ်ချက်ပြတိရှာတို့ကိုတော်လန်တိုက်ခိုက်ကြသည် မြမတတိကိုပြောင်းခွင့်မရလိုက်တော့တော်လန်ရင်တက်သားများသည်တဲ့ဤဆက်ရာခေါင်းဆောင်များအောက်သို့ခုံဝင်လျက်ကိုထီးကိုနန်းကိုပြန်လည်သိမ်းပိုက်နိုင်ရန်စီမံကြသည်ထို့ကဲ့သို့ငယ်ချင်းအင်္ဂလိပ်တို့ကိုတော်လန်တိုက်ခိုက်ကြသည်မြမနိုင်ငံဒေသအသီးသီးမှတိုင်းရင်းသားမျိုးချစ်ခေါင်းဆောင်များထဲတွင်ပုပ်ပားနေမှဘိုနဲ့ကြော်တီလည်းအပါအဝင်ဖြစ်သည်ဘိုနဲ့ကြော်တီပေါပန်းစာတီတာဖြစ်သည် အဖပုတ်ပန်းရွာသားဘိန်းတော်ဆရာကြီးဦးနဲ့ခေါ်ဆရာကျော်နှင့်အမိဒေါ်အတ်တို့၏သားသမီး၆ဦးအနက်တတရမြောက်သားဖြစ်သည်။1852ခုနှစ်တွင် ဖွားမြင်၍ငယ်ရင်မှမောင်ရွှေဆန်းဖြစ်သည်။၎င်း၏မွေးချင်းများမှာဒေါ်ကူဒေါ်လုံးဦးရွှေဆန်းဘူနဲ့ကျော်ဦးရွှေလန်းဦးရွှေမန်းဦးရွှေပန်းတို့ဖြစ်သည်။ ဥရွှေစန်းခုံဘိုးစန်းခုံဘိုးနဲ့ကြော်သည်နေချက်အင်္ဂလိပ်တို့ကိုတော်လန်စေကသူ့အသက်သည်34နှစ်သားရှိသေးသည်သူတွင်ဇနီးနှစ်ယောက်ရှိသည်ပထမဇနီးမှာဒေါ်မင်းဆန်ဖြစ်ပြီးဒုတိယဇနီးမှာဒေါ်ငယ်ဖြစ်သည်ပထမဇနီးဒေါ်မင်းဆန်မှမဲချိုမဲပိုဟူသောသမီးနှစ်ယောက်ထွန်ကားသည်ဘိုးနဲ့ကြော်သည်ပုံပန်းနေမှာစိတ်ချရသောပိုလှကြော် ကိုဖားကြီးကိုရွှေဘိုးကိုပြောင်ကိုဖိုးတိုင်ကြီးအဆရှိသည့်မျိုးချစ်အာစာနေသူရဲကောင်း၁၁ဦးကိုစုဆောင်၍လက်နက်လူသူစုဆောင်ပြီး၆ရက်ခန့်အကြာတွင်ညောင်ဦးမျိုးကနေ၍အင်္ဂလိပ်စစ်တပ်များပုတ်ပါသို့စစ်ချီလာပြီးအကြောင်းဘိုနက်ကျော်၏ဖခင်ဆရာနတ်မတဆင်ဘိုနက်ကျော်တို့အဖွဲ့သိရှိသွားပြီးကလားစစ်တပ်များခုခံတိုက်ခိုက်ရန်စီစဉ်တော်သည် ဘိုးနဲ့ကျော်ကြီးဖခင်ဆရာနဲ့တည်ပုပ်ပန်းဒေသတွင်ဘိန်းတော်ဆေးဆရာဖြစ်သည့်အပြင်ပုပ်ပန်းတွင်လူကြီးလည်းဖြစ်တော်ကြောင်းရက်ရွာအရေးကိစ္စနှင့်ပတ်သက်၍အရေးကြီးကိစ္စမှန်သမျှကိုသူထံအကြောင်းကြားရသည်ဆရာနဲ့ထံစာရောက်ပြီးနောက်နှစ်ရက်မြောက်နေ့တွင်အင်္ဂလိပ်စစ်တပ်များသည်ကြောင်ကြောင်ပတ်မှဖြိတ်၍ပုပ်ပန်းကိုခြိတက်လာမည်ဟုတိကျစွာသတင်းရရှိထားရာ ဘူနတ်ကျော်တို့အဖွဲ့သည်ပုံသားရွာတောင်ဘက်နှစ်မိုင်အကွာရှိစူးဆက်ရိုးခေါ်အနောက်ရတိတ်တောင်ကုန်းထိပ်မှာဒုတ်ဒါလှမ်းလေးညာလက်နက်များအပြင်ကြောင်မောင်းကြီးများပါဆင်ပြီးစစ်တပ်များအလာကိုစောင့်နေကြသည်ရန်သူတပ်များသည်ရင်းနှင့်ညနေ3နာရီအချိန်လောက်တွင်ယခုကြောင်ရောင်းမြင်းချံသွားမော်တော်ကားလမ်းအတိုင်းခြိတက်လာကြသည် ထိုစင်ကရင်းလန်းသည်လန်းချုံမဟုတ်တော်လန်းကျန်ဖြစ်သည်ဘုံနဲ့ကြော်လို့အဖွဲသည်ရန်တုံတက်များမိမိပြစ်ပွင့်အတွင်ဝင်လာသည်နှင့်တပြိုင်နက်ကြောင်မောင်းများကိုအဆက်မပြတ်ဖြုတ်ချပြီးအပြင်းအချံတိုက်ခိုက်တော်သည်ရန်သူစစ်တပ်သည်ဤသို့လုံးဝမမျှော်လင့်သည့်ခုခံတိုက်ခိုက်မှုနှင့်ရှင်ဆိုင်ခဲ့ရသဖြင့်ရှိမတူရဲတော်ပဲအဝေးမှသာပြစ်ခတ်နိုင်တော်သည်ဘုံနဲ့ကြော်လို့အဖွဲနှင့်ရန်တုံတက်များ နှစ်နာရီကြာကြာတိုက်ပွဲဖြစ်ပွားပြီးနောက်ညနေ9နာရီလောက်တွင်ရန်သူစစ်တပ်များစုခွာထွက်ပြေးသွားတော့သည်ထို့နောက်ရန်သူစစ်တပ်သည်နောက်တစ်နေ့ပုတ်ပါအနောက်ဘက်ကိုကိုွေတပင်အိုင်ဘက်မှဝင်၍အမြောင်များဖြင့်တိုက်ခတ်ပြီးပုတ်ပါနယ်ကိုဝင်စီးနေတော့သည်အဆိုပါတိုက်ပွဲတွင်ပုတ်ပါမှနမဲကျော်စင်းဖုံးကြီးဦးယူကံလည်းပါဝင်တိုက်ခတ်ခဲ့သည်ရန်သူစစ်တပ်များ ပုတ်ပေါင်းရော်ကိုဝင်ဆင်းမိသည်နှင့်ဖုန်းကြီးကြောင်းမှန်သည်များကိုမီးရှို့ပစ်ကြသည်ပုတ်ပေါင်းရော်ကိုအင်္ဂလိပ်စစ်တပ်များတပ်စခန်းချနေသည့်အတွက်ဘိုနက်ကျော်ခေါင်းဆောင်သောမျိုးချစ်တော်လိုင်းရေးတပ်သားများသည်ပုတ်ပေါင်းရော်၌မနေကြတော့ပဲတောထိတ်လိုက်ပြီးစခန်းချခဲ့သည်ဘိုနက်ကျော်တို့စခန်းချရာနေရာကိုတန်ဖိုးရွာသားကိုကျင်ရာဆိုသူကကိုကိုွင့်တပင်အိုင်ဘက်မှာလမ်းပြခေါ်ဆောင်လာသည်ဟု ဘိုးနှစ်ကျော်တို့အဖွဲ့တည်ရရှိသည်ဖြစ်တံပေါ်ရွာသို့တွားရောက်၍အမျိုးသားတစ္ဆက်ဖောက်ကိုတပ်ပြစ်လိုက်ကြသည်ဘိုးနှစ်ကျော်တောခုပြီးခုနှစ်ရက်မြောက်ညတညတွင်ဆရာနဲ့အိမ်တို့ပခုံးတစ်ဖက်မှတနက်တလက်လွေပြီးညာဘက်မှငကြီးတောင်သားကိုကင်ထားသည့်လူတစ်ယောက်အိမ်ထဲသို့ရုပ်တရက်ဝင်ရောက်လာရာအိမ်သားအလုံးကြောက်လန့်သွားကြသည်ထို့နောက်မှဝင်လာသူက အဖေကြောက်ရွှေစမ်းမှာဟုတ်ပြောလိုက်မှအကြောက်တီးသွားကြသည်မောင်ဆန်းငါတို့မင်းအတွက်ရှင်သေးပါလေဘာလို့ဒီအလောက်ကိုလှုပ်ရှင်ရတာလဲတိုးလေးမှာမနေပဲအိမ်မှာကိုရှင်တက်ပြီးအตาနေစမ်းပါမိမအနေရကများလို့နေဟုသူ့အမအကြီးဆုံးဒေါ်ကူးကပြောသည်လူမျိုးချားရဲ့အနှိတ်အဆက်ကိုတော့ကျုပ်ဘယ်နည်းနဲ့မှမခံဘူးကျုပ်တို့လူမျိုးကိုနှိတ်ဆက်တဲ့ဒီနယ်ချဲ့ကောင်းတွေကိုဒီနယ်မှာထပ်ကောင်တိုက်ရလိမ့်မယ် ဟုဗိုလ်နဲ့ကျော်ကဒေါ်မန်ပပပြောလိုက်ရာဖခင်ဖြစ်သူကရှေဆန်မင်းစကားတွေရဲ့ကြည်ကျဲလုံးနေမင်းတို့ရှိတာဒါပဲရှိသူတို့ကအခွေးကိုလှမ်းပစ်နိုင်တဲ့ရန်လက်နက်တွေနဲ့တကယ်တမ်းရှင်ကြိုင်တိုက်ခိုက်ရင်မင်းတို့ရှုံးပါပဲပြီးတော့မင်းတို့လူရကငါတိရသလား၁၁ရက်၁၂ရက်လောက်ပဲရှိတာသူတို့ကအခုငါတို့ရွာမှာတက်ဆွဲနေတာ၂ရက်လောက်ရှိတယ်လို့သိရင် တလောက်လူအင်အားရက်နဲ့အင်အားပါအဆဆရာသူတို့ကတာနေတဲ့အတွက်သူတို့ကိုတော်လန်မယ်ဆိုတာဖြစ်နိုင်ပါမလားရွှေစံဟုတ်တယ်ကြောက်ပြောတာတွေဟာအခုတော့ရှည်စရာလိုဖြစ်နေမှာပဲတနေ့ကျရင်တော့ကြောက်ပြောတာတွေအကောင့်ထဲပေါ်လာမှာပဲပြီးတော့အခုဆိုရင်ဗကံကပိုချိုဝဲလာကပိုရညွန့်ကျောခင်းကြီးကပိုလှကြော်လို့လေလူတို့လက်နက်တွေစုဆောင်ပြီးဒီနယ်ချက်အင်္ဂလိပ်တွေကိုတိုက်မိတယ်လို့ကျုပ်တို့ကြားရတယ် သူတို့နဲ့လည်းအဆက်အသွယ်လုပ်မယ်လို့ကြောက်စင်းစားထားတယ်။အခုကြည့်ကြောက်မှဒီခွဲကောင်လေးစီကတနက်တလဲရထားတယ်။နောက်ဆိုရင်အများကြီးရအောင်လုပ်မယ်။လက်နဲ့အင်းအောင်လူအင်းအောင်များလာရင်တနေပါဒီနယ်ချက်မိဆာကောင်တွေကိုကျုပ်တို့ပုတ်ပါနေတာမကကျုပ်တို့ဗပမီဘော်ကပါဖတ်သွားအောင်တိုက်ထုတ်ပြရမှာပဲ။ဟုတ်ပြောဆိုကဘိုနဲ့ကျော်တည်သူရထားသောတနက်တလက်ကိုပြရင်သူ့ရည်ရွယ်ချက်ကိုပြောပြနေသည်ထို့နောက် ထခင်ဖြစ်သူဆရာနဲ့ကျော်ကဒါနဲ့နေစမ်းပါအောင်အခုမင်းတို့ဘုံမှာနေတော့ဘလို့ဘောစားတော့နေထိုင်ကြတော့ထမင်းကိုဒီကလာဖို့ရမလားဟုပြောရအခုချိန်မှာကျုပ်ကလွဲပြီးဘသူ့ဘုံမှာမယုံဘူးအဖေကျုပ်တို့နေတဲ့နေရာကိုလည်းကြောက်ပြလို့မဖြစ်ဘူးအဖေအခုကျုပ်လာတာလဲစားတော့ရေးအတွက်စီစံစောင်းလာယူတာပါပဲဒီနေ့လုံးလေးလွှတ်ရင်ကျုပ်တို့နေတဲ့နေရာကိုအဖေအမေမိန်းမတွေပြောမှဆိုကျုပ်ကိုယ်တိုင်လာတာပဲ ဘိုနဲ့ကျော်သူ့မိသားစုနဲ့ခဏစကားပြောပြီးနောက်ချိတ်ခါထုံများကိုထမ်းကပြန်လဲထွက်ခွာသွားလေသည်ဘိုနဲ့ကျော်ဥဆောင်သည့်နေချိတ်တော်လည်းတက်သားများသည်အင်္ဂလိပ်စစ်တပ်များကိုတောထဲမှချုံခိုတိုက်ခိုက်ရေးတဖြစ်တစ်ဖက်မှလူသူလက်နက်များကိုစီယုံစုဆောင်လေရသည်ဆောင်းရသည်နေ့တစ်နေ့ညနေ9:00နာရီအချိန်နောက်တွင်ဘိုနဲ့ကျော်တို့ဖွဲ့သူတို့စခန်းအတွင်း၌ပြောင်းဖူးဆွေးကြုံများစားနေစဉ် ပစိုးတောင်ရှိကိုကဒေါင်းကြိုက်ပြီးငှက်ကြီးတောင်သားကိုဆလွေတိုင်းထားသည့်လူတယောက်ရုပ်တရက်ဝင်လာရာဘိုးနဲ့ကျော်သည်လျင်မြန်စွာဓာတ်ကိုထဆွဲသည်တွင်ဟာဘိုးချိုပါလားဝမ်းတာလိုက်တာဗျာဘိုးနဲ့ကျော်ဆိုတာကြုတ်ပဲကျုပ်ကလည်းခမားတော့နဲ့တွေ့ချင်နေတာကြာပြီကဲထိုင်ကြဟေ့ဖိုးတိုင်းကြမ်းမှုစိတ်တပွဲပေးကွာဘိုးနဲ့ကျော်တို့အဖွဲ့က ဘိုးချိုအားမှိုင်လဲစွာကျူဆူ၍ရင်းနှီးစွာအခက်ကျူဆူနေကြသည်ရင်းနောက်ဘိုးနဲ့ကြော်နှင့်ဘိုးချိုတို့သည်နေချက်တော်လည်းအစီအစဉ်ကြောင်းအသေးစိတ်ညှိနှိုင်းဆူနေကြသည်ဘိုးနဲ့ကြော်တို့အဖွဲ့သည်ယခုအခါလူအင်အား23ယောက်အထိရှိလာခဲ့သည်ရင်းတို့အဖွဲ့သည်နေချက်စစ်တပ်အားလက်ရည်လက်တလုံးတိုက်ခိုက်လေးရှိသည်ထို့အခါဘိုးနဲ့ကြော်တို့အဖွဲ့ကိုနေချက်စစ်တပ်ကလည်းတော်နေရှာဖွေတော်သည် ဘိုးနဲ့ကျော်တို့အခွဲအားတပုံတခိုးဓမြအခွဲဖြစ်ဆွဆွဲ၏ဘိုးနဲ့ကျော်အားအသေးရရအရှင်ရရဖန်ဆင်းမိသည်စုရချင်းမြင့်မီဟုလည်းကျင်ညာချက်ထုတ်ပြန်ထားသည်ဘိုးနဲ့ကျော်သည်ရန်သူစစ်တပ်၏အခြေအနေကိုစုံစမ်းရန်သူညီရွှေလန်းကိုခေါ်၍ရန်သူများစခန်းချရာရွာထဲသို့တွားရောက်၍ဖဲရိုက်ကစားခဲ့သေးသည်ရှင်းနောက်ပကံပိုချိုနှင့်ပုံပန်းဘိုးနဲ့ကျော်တို့ဥဆောင်သည့် နယ်ချဲ့တော်လည်းတက်ခွေသည်အင်္ဂလိပ်စစ်တပ်ကိုဝင်စီးတိုက်ခိုက်ရာဒူတုံလက်ထံဖျက်မြသည့်ဖြင့်အောင်မြင်မှုမရခဲ့ချေထိုအချိန်တွင်ပုပ်ပန်းမြောက်ဖက်တလွားတွင်လည်းနယ်ချဲ့စစ်တပ်များတောင်းကျမ်းနေသည့်တွင်ကိုဘုံနဲ့ကြော်တို့ကြားသိရသည့်ဖြင့်ကိုရွှေဘိုးကိုလူဆယ်ယောက်အုပ်ချုပ်စေပြီးငရဲ့ကုန်းဂျိုင်းရွာမြောက်တုံအဆရှိသည့်ရွာများသို့တက်ဆွဲ၍လွတ်ခဲ့ရသည်။ ိုကဲ့သို့ပုံပန်းနေတဲ့ဝိုက်တွင်ဘိုနဲ့ကြော်နေဘိုချိုလို့တိုက်ခိုက်ရင်လုံးပန်းနေစဉ်ဗကန်နေရင်အင်းတိုင်းစစ်တပ်များဝေရောက်တောင်းကျနေသည့်တည်ကြားသိရဖြင့်ဘိုချိုမှာတုံ့နယ်ဘက်ကိုအပူတည်ပြန်သွားရန်စီစဉ်ရလေသည်ကဲ့ဘိုနဲ့ကြော်ကျောင်းနေဘက်မှာလည်းတနေ့တခြားဆိုးရွားလာပြီတဲ့။ဒါကြောင့်ကျောင်းနေကျောင်းနေဘက်ကိုပြန်ပြီးလူတုံလက်နက်ဆူဆောင်းတိုက်ခိုက်ရအောင်မယ်။ခမည်းလဲ ဟိုရွှေပုံနဲ့ဆက်သွယ်ပြီးအခြေအနေပေးတယ်လို့ကြည်ပြီးသားတော်လန်ပြီးတော့ခုပြောဆိုကပကံဘတ်ကိုပြန်လဲထွက်ခွာသွားနေတော့သည်ဤသို့ဖြင့်ဖိုနဲ့ကြော်ဤနေချဲ့တော်လန်ရေးလှုပ်ရှားမှုများတစ်ဖက်မှအောင်မြင်သလောက်ဂျိုင်းဝါဘက်တွင်တာဝန်ယူနေသောဘိုးရွှေပုံသည်ပင်ကိုစိတ်သက်မခိုင်မာသူဖြစ်သည့်အတိုင်းတော်လန်ရေးလှုပ်ရှားမှုများလျော်နေလာသည်ရန်သူအပေါ်တိုက်ခိုက်မှုနဲ့စိတ်ထန့်တန့်မှုမရှိတော့ချေ ကိုဆိုးလာသည်မှာတည်သူအပေါ်သစ္စာဖောက်၍ရွာသူရွာသားများ၏ရွှေငွေပစ္စည်းများကိုလက်ရည်လက်တလုံးလူရက်ခိုးယူတိုက်ခိုက်တော်သည်ထိုသတင်းကိုဘိုးနဲ့ကျော်ထံသတင်းပေါက်ကြားသွားရာချက်ချင်းပင်ဖိုးရွှေဘိုးထံဟိုက်သွားသည်ဖိုးရွှေဘိုးသည်ဘိုးနဲ့ကျော်၏စိတ်ကိုတည်သူဖြစ်သည့်အတိုင်းခရီးရောက်မဆိုင်ပါဘူးဘုန်းတော်ကိုအလင်းငိုက်နေစဉ်အတွင်းလက်ဦးအောင်တက်ပြစ်လိုက်လေတော်သည် ဘိုးနဲ့ကျော်အသက်ခံရသည့်နေရာသည်ယခုငရံကုန်းရွာအဝေးတကားအနှိမ့်မှညိုကြီးထဲ၌ဖြစ်သည်ဘိုးနဲ့ကျော်ကိုဖိုးရွှေဘူးကတက်ပစ်သည့်အကြောင်းကိုဖိုးရွှေဘူးအဖွဲ့မှကိုပြောင်ကပုံပန်းရှိဘိုးနဲ့ကျော်တက်ဖွဲ့မှဖိုးတိုင်းကြီးကိုဖားကြီးကိုလှကျော်တို့ကိုလာရောက်ပြောပြရာဘိုးနဲ့ကျော်တက်သားများကချက်ချင်းပင်ဖိုးရွှေဘူးရှိရာငရံကုန်းတို့လိုက်သွားပြီးတစ်စဖောက်ဖိုးရွှေဘူးဟာ အပြည့်ရှင်းလိုက်ကြသည်ဤသို့အဖြစ်နေချက်အင်္ဂလိပ်ကျုံပြုတ်မှုကို မခံလို့သောတော်လန်ရေးအာဇာနည်ပုပ်ပန်းဖို့နဲ့ကြော်ခေါ်ပိုးဆန်သည်အမျိုးဖြတ်တစ္ဆောက်လက်ချက်ဖြင့်ရေတိမ်နှစ်ကဘဝနှစ်ကုန်ချုပ်သွားခဲ့ရလေသည်အပိုင်းလေးကိုဆက်လက်ဖတ်ပြပေးကြပါမယ်ရှင်။အချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။